မိစေကနားရဲနှက်တက်ပြီးတခြင်းကိုအတန်ကျဲကြီးနဲ့ဖွင့်ထားရင်ခဏတာတော့တော်တော်ကိုခံစားလို့ကောင်းပါတယ်ဒါပေမဲ့နားထဲမှာတကယ်ဖြစ်နေတာကတော့မိစေရဲ့နားတွင်ပိုင်းထဲကစံကြီးမြင်ဆဲသေးသေးလေးတွေဟာတခြင်းတန်နဲ့အယူမှုဒုံခါနေကြပါတယ်နေတိုင်းနေတိုင်းဒီလိုပြင်းပြင်းထန်ထန်ဒုံခါနေရတဲ့အတွက် သူတို့လေးတွေပျက်စီးကုန်ကြပါတယ်ဒီဆဲလေးတွေတည်သွားရင်ဘယ်တော့မှပြင်မရှင်တန်နိုင်တော့ပါဘူးဒါကြောင့်နားလေးသွားတာဒါမှမဟုတ်အကြအယုံထားဝဲရဆုံးရှုံးမယ်ဆိုတာဒီကနေစပါတယ်ဒီလိုသာဆက်လုပ်နေမယ်ဆိုရင်တင်းနီတက်စ်လို့ခေါ်တဲ့ယောဂဆိုးကြီးကြုံရမှာဖြစ်ပြီးတော့နားထဲမှာအတန်မရှိတော့ရင်တောင်မိတ်ဆွေကစူညံတန်တွေကိုခန်းစားနေရအောင်ပါပဲ မိတ်ဆွေရဲ့နားထဲမှာနှလုံးခုန်တန်ကြားနေရသလိုခံစားဘူးပါဒလားဒီလိုနှလုံးခုန်တန်ကြားနေရတာဟာစိတ်ကထင်းအောင်ထင်းမှဖြစ်နေခြင်းမဟုတ်ပါဘူးဒါဟာသွေးကုန်တန်မြည်တဲ့နာဟုယောဂါလို့ခေါ်တဲ့ကျန်းမာရေးအခြေအနေတစ်ခုပါပဲဘာဖြစ်လို့ဒီလိုမျိုးကြားနေရတာလဲဆိုရင်တော့နားနောက်ဖက်မှာသွေးလူကြောကြီးတစ်ခုရှိနေပြီးစိတ်ဖိစီးလို့လက်ကျင်ခံလို့လို့ကော်ဖီတောက်လိုက်လို့သွေးဖိအားရုတ်တရက်မြင့်တက်သွားတဲ့အခါနှလုံးခုန်တန်ကသွေးလူကြောထဲကအဆင့်ပဲ့တင်ထက်လာပြီးနားကဖမ်းယူလိုက်တာပါပဲဒါပေမဲ့အကျဉ်းရင်အရမ်းများလာပြီးနားတစ်ဖက်တည်းမှာပဲဆက်တိုက်ဖြစ်နေမယ်ဆိုရင်တော့ဆရာဝန်စီသွားဖို့လိုပါပြီ